ာမဆိုတဲ့ character နဲ့꿰ထွက်ပြီးတော့အပြည့် character တစ်ခုနဲ့ねပထမဆုံးကားလေးပေါ့နော်ယူနဲ့အဆုံးများဆိုပဲဘာလို့မယူနဲ့ကတငယ်ချင်းစော်လေးဒီတောက်လျှောက်ကနှစ်ယောက်လုံးကတငယ်ချင်းနေနဲ့သွားဆိုစုံနေပြီအဓိကကိုထိုးအဲကိုနေမင်းနဲ့ကတော့ပုံပြီးအဆုံးများပါဘို့ ော်များတချင်းနေရနေပဲဒါတကယ်သဘောကျခဲ့ရတာပေါ့နော်အဲအခုမှဒါရုပ်ရှင်အနေနဲ့မယုံအတွက်လဲဒါပထမဆုံးကအဲပြီးတော့မယုံနဲ့များနေလဲဒါပထမဆုံးစုံရတဲ့ကားလေးပေါ့ ွဲထွက်ပြီးတော့အပြည့်ကရိုက်တာတစ်ခုနဲ့ပထမဆုံးကားလေးပေါ့နော်ဒါညမထွက်ရဆိုတဲ့ကားလေးမှာရေခုံပါတယ်များကိုတခြားကရိုက်တာနေနဲ့ဆီယမဆိုတဲ့ကရိုက်တာမဟုတ်ပဲနဲ့တခြားကရိုက်တာနေနဲ့လက်ခံပါမလားဆိုတာလေးစိတ်ပူတယ်ဟုတ်ဟုတ်အဓိကတော့များကိုအဒီကားလုဆရာရှိရပေါ့နော်အကိုထွန်းတို့အကိုနိုင်တို့ပါတယ်ပေါ့နော်အကိုနေမင်းတို့ပါတယ်တဲ့ဒီကားလေးလုဆရာရှိရဆိုတဲ့အချိန်မှာဘဲကရိုက်တာဘဲကရိုက်တာဆိုပြီးတော့လောက်ခိုင်းနေပေါ့နော် အဲ့ဆိုလုံမလားတဲ့လုံရဲလားဆိုတော့ဟုတ်လုံရဲပါတယ်လို့ညရဲ့ပထမဆုံးအပြစ် character နည်းနည်းလောရမှာဆိုတော့အဲသူကဟိုမြောက် item ဟိုင်းနေပါတယ်တော့ကိုညကတင်နေတာမရှိဘူးပေါ့နော်ပိုရာလိုရာလေးဖြစ်မာတာပြောတာဆိုတော့အဲအဓိကတော့ဟိုကိုကိုထိုးလို့တကယ်ကိုစီနေရရင်လည်းလောရမယ်ဆိုတော့ပြီးတော့မတ်ယွန်းလည်းပါတယ်ဆိုတော့အမြ လက်ခံပြီးတော့လုပ်ပြလိုက်တာပေါ့ဟုတ်မက်ယွန်းနဲ့အစုံများဆိုပဲဆိုတော့မက်ယွန်းနဲ့ကတငယ်ချင်းဆိုလေဒီတောက်လျှောက်က2ယောက်လောက်ကတငယ်ချင်းနေနေသွားတာဆိုစုံနေပြေဒီကကိုထုံးအဲကိုနေမင်းနဲ့ကတော့ပို့ပြီးစုံများတာပေါ့ရှီဦးမက်ယွန်းကြတော့များတချင်းနေရနေပဲဒါတကယ်သဘောကျခဲ့ရပါပေါ့နော်အဲအခုမှဒါရုပ်ရှင်အနေနဲ့မက်ယွန်းအတွက်လဲဒါပထမဆုံးကအဲပြီးတော့မက်ယွန်းနဲ့များနေလဲဒါပထမဆုံးစုံရတဲ့ကားလေးပေါ့ဟုတ်မက်ယွန်းကတကယ်ခင်မှုကောင်းတယ်ဖော်ဖော်ရွှေရှိရပေါ့နော်ညာတို့ဟို မဆဆဆုံချင်းများတို့ pre pre production နေလောက်တော့ pre production နေမှာတည်းကနေပြီးတော့ vibe ကတူတယ်ပေါ့နော်စကားပြောစာလိုက်နောက်လိုက်လဲဆိုအဲအဲ့ချိန်မှာပိုပြီးရင်းနေရပြီးတော့အခုဟိုဒီတကယ်ဆိုက်ရိုက်တဲ့ shooting on scene မော်လဲရောက်လဲရောက်ရောတခန်းနဲ့နေရပါပေါ့နော်ညာတော့ရှားပြီဆိုအမြဲတမ်းတခန်းနဲ့နေနေရဆိုအမှလည်းတည့်ပထမတည့်ရမှာနည်းနည်းစိတ်နေသေးပထမဆုံးတည့်ရဆိုနောက်ရကြတော့နှစ်ယောက်က vibe ကတူတူပဲ မယူရလဲစားတယ်ခွီတယ်စားလိုက်ခွီလိုက်နေရာလို့အင်ကြီးလဲကနေဆိုလဲတူတူပဲလဲရဆိုအင်ကြီးလဲလိုက်အဲ့လိုခွီလိုက်အဲမုံလေးပြေးစားလိုက်ဒီကိုညီမလိုက်ခေါ်ပြီးရိုက်မယ်ဆိုတော့အသေးစားလေးပြေးသွား။သူကအင်ကြီးလဲခံနေဆိုတော့လည်းမုတ်ကိုပြေးရှာပြီးမုတ်ဆိုင်နေအင်ကြီးလဲ။အဲ့ဒါတော့အမှတ်တရပါပဲ။ အဲမသိလေမြောက်ရရှိမှာ၄၅ကစုံပြီးရဲ့ဒူးလေးလိုပဲဘာလို့ဆိုဟိုပို့ပြီးတော့ပို့ရင်းနေရပို့ခဲ့ပြီးတော့မယုံကလည်းပြောပြောနေတတ်တယ်ခင်မို့ကောင်းတယ်ပေါ့နော်စလိုက်နောက်လိုက်ပဲမြောက်ကလည်းအဲ့လိုရှူတင်မှာငင်းငင်းမနေဘူးလေဟိုစလိုက်ဒီစလိုက်စလိုက်နောက်လိုက်ပဲဆိုတော့ဟိုဟိုဘယ်လိုပြရမလဲအရန်ကြီးအဲဝန်စိမော်ရိုင်းနှိနေကြမလို့တော့အမကဘာလို့မပါလို့မလဲအဲ့လိုမျိုးဆိုအဲပို့ပြီးတော့ဟိုဘယ်လိုပြရမလဲ ဟို chemistry မိတယ်ကြည်လိုက်ရင်ပေါ့နော်အရင်စိမ့်နေလို့မခံစားရဘူးတကယ်တကယ်ချင်းနေလို့ဖြစ်နေပါတယ်အဲလို့ပြောမယ်သူတကယ်ဟိုဒီပြောဆောင်မရောသူစိတ်ဝင်စားရတယ် respect ရှိရပေါ့နော်ဒီဒီရိုက်ကူးရေးပါ respect ရှိရအဲ့ဒါကိုတွေးရတယ်သူသူလို့ပြောမယ်အရင်ဒီဒီကနဲ့ဟိုလို့ပြော obviously မဖြစ်နေဘူးသူဟို အရန်တရာပုံစိတ်နှစ်ထားအောင်မြင်ရတယ်ပေါ့နော်ဒါများလဲဒါတကယ်လေးစားပါရဲ့သူအလုပ်ကိုအရန် respect ထားတယ်ဒီကားနဲ့ပတ်သက်တဲ့အသေးစိတ်လေးရစားသူလုံးဝလိဟင်းတာမရှိဘူးသူအကုန်အဆအဆုံးပေါ့နော်ဘာပြောပြောဆိုတော့အဲ့လီတော့တွေ့ရပါတယ်ပြီးတော့အဲများများနဲ့လဲဒါသူသူအတွဲကြီးရယ်ပေါ့နော်အဲညီမလေးအမတခုလိုလေအမကိုပြောပြီးတော့ဆိုတော့နှစ်ယောက်ကညီမနှစ်ယောက်အဆင်ပြေပြေပါပဲဟုတ်ဒီ character တော့များတော့လောကဟိုဘယ်လိုပြောမလဲ challenge တစ်ခုဖြစ်တယ်ပေါ့နော်ညာအပြင် character ဆိုတဲ့ဟာပထမဆုံးမြင်ရမှာဆိုတော့ညာအပြင် character အနေနဲ့ဒီမှာအပြင်ရုပ်ရှင်ကြည့်ရသူတွေဇာတ်နေညာဒါ message ကိုစောင့်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ညာဘယ်လို feedback မျိုးပေးလဲညာအပြင် character အနေနဲ့ရောအဆင်ပြေလားဆိုတာဒါပထမဆုံးတွေ့ရမှာတော့အဲ့ဒါလေးတော့ရှေ့ခေါ်တယ်အကဲညာ တချို့ကြောင်အမြောက်ဆီယမနေနဲ့ပဲလိုက်တယ်ဆီယမ character လေးနဲ့ပဲမြင်ကျင်ကြရယ်ပေါ့နော်ဆီယမ character နဲ့ထိုက်ရိုက်ပါအောင်တချို့ကြောင်လည်းဒီလိုပြင် character နဲ့မြင်ကျင်ကြရယ်ဆိုတော့အဲ့နှစ်ခုလေးပေါ့တစ်ချက်တစ်ချက်ကြည့်ရမှာကဲများလိုအပ်တာလေးရှယ်လဲမြောက်ပြောပေးကြပါလို့ဒီတရုပ်ဆောင်မနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲပထမဆုံးစစရိုက်တဲ့ကားမနဲ့ဆီယမ character ဆိုတော့အဲ့ဆီယမဆိုတဲ့ movie ကတော့ဝင်းနေမှာစိုးရင်တာပေါ့နော်ဒါမဲ့လည်းကြည့်ပြီးတဲ့သူတွေကတော့ပြောပါတယ်အဲဒါကိုထုံးတို့ဟိုဟိုကိုညိုတို့ဆိုလည်းပြောရယ် အဆင်ပြေတယ်ပေါ့နော်ဒီပြေကာရိုက်တာနည်းနည်းကြည့်ရအောင်ကောင်းတယ်ဆိုပြီးပြောတာပြီးတော့အမှတ်တရတစ်ခုကပါလဲဆိုတော့အဲ့ဒီကရှူတင်အဲ့လိုပဲပေါ့နော်နည်းနည်းနေသိမ့်လို့နေနေသိမ့်မကောင်းအခုလိုပဲဒီမကောင်းဖြစ်နေတဲ့အချိန်အဲ့လိုတတကာစားလीမှာကိုညီကအိတ်အိတ်တဲ့စင်ရိုက်တာပေါ့နော်မယုံကလည်းဘောမှာအိမ်မြလည်းဒီဘက်မှာအိတ်တဲ့စင်တာတကယ်အိတ်ပြောသမီးစားချင်းနေသမီးစားချင်းနေပါပြီးသွားတော့မှလာနိုးอ่ะ ဟဲ့လို့တကယ်အိပ်ပျော်ပါတကယ်မနိုးကြအောင်သမီးစားရပါ brave ပြီးတော့တနားကြီးကျော်လောက်မှနိုးတော့ဟလာပြီးတော့ဟဲ့တကယ်အိပ်ပျော်သွားတော့လာလာမနိုးကြအောင်ကြာဟုတ်တယ်တဲ့ brave ပြီးဆိုပြီးတော့ထားလိုက်တာအဲ့လိုစေအောင်အရင်စိတ်ဝင်စားတကယ်အိပ်ပျော်ကြော်မှုပါတယ်အဓိကဒေါကမှာဒီဘဝတွေ့ကြုံနေဆိုတာအသက်ကြီးရငယ်ရနဲ့မဆိုင်ဘူးပေါ့နော် ဘယ်လိုလူမျိုးမဆိုလူတွေကောင်းလားဆိုးလားဆိုတာအလုပ်တွေလုပ်လာတဲ့မှန်သမျှလူတွေတဦးတယောက်ချင်းစီနဲ့ဆက်ဆံလာတဲ့မှန်သမျှဒီလူတွေကြောင့်ပိုတည်လာရတယ်လောကကြောင့်ပိုတည်လာရတယ်ဆိုတော့ဒါအတိုင်ကြီးရဲ့ငယ်မရှိပါဘူးဒါဟိုမြတ်ဆိုလဲဒါရှိမှာကောင်းတဲ့လူမကောင်းတဲ့လူကြုံခဲ့ဘူးတာပဲအဲဒါမဲ့လဲဒါဘွားတင်ငန်းစာပေါ့နော်အဲဘာမှမတုံ့ပြန်ဘူးအဲမကောင်းရင်မကောင်းတဲ့သူပြစ်ခါပြစ်လိုက်တယ်အဲဒီလိုနီးနေပဲနေရပေါ့နော်